အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ကတော့စီရီယံစစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ16ရက်တင်းလာနေညနေခင်းစီရီသတင်းတုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်တနာကြီးတွေတကားကနဲ့တိုက်လေရင်တွေစစ်သည်ပေါင်းကြီးတွေပိုင်ဆိုင်ထားတဲ့အကြမ်းဖက်စစ်တပ်ထဲမှာဘာတွေဖြစ်နေပြီလဲဖျက်သီးဆိုတာကိုစကားနဲ့ထည့်ပြောလို့မရသလိုဖျက်သီးတောင်တပ်ထဲမှာစားခွင့်မပြုတော့ဘူးလို့သိရပါတယ်ပိုင်ရဆိုင်ရာတွေမကြိုက်လို့လားဆိုတော့မဟုတ်ဘူး အဖတွေကမကြိုက်တာလို့ရှမ်းရှိချမ်းကိုရောက်နေတဲ့ပါစစစ်သားလူငယ်တယောက်ကဆိုပါတယ်ပြီးတော့စစ်သားလူမတုံတုံကြတော့ပဲတမတော်သားလူပဲခေါ်ကြတော့တယ်လို့လည်းသိရပါတယ်အဲ့ဒါမှပူဆိုးတက်လဲမတက်တော်လဲမတော်ဘူးပေါ့ဗျာမကွေးတာဗရန်တန်နေတဲ့ကအမတ်ဆက်လေးကာဝေးပစ္စည်းဆက်ရုံအခြေအနေတော်တော်ဆိုးပါတယ်ဆက်ရုံလုံးချုံရေးအတွက်ကာကင်းတွေပတ်ချလဲထုတ်နေရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာဒုတက်ချက်တယောက်မက်ဆီကတ်ခဲ့ပါတယ်ဖြစ်ပုံကဒီလို အဲ့ဒီဒုတိယကြောင်ငှက်ဖျားခံရှိပါတယ်ငှက်ဖဲစလုပ်တွေကငှက်ဖျားကအရန်ကျန်းတာသိကြပါလိမ့်မယ်ငှက်ဖျားဖျားတာကိုကာပြင်းစခန်းမှုလို့သူကအင်အားရောမှာဆုံးလို့အချိန်ပေးမတက်ခိုင်းမှုဖြစ်ပါတယ်ငှက်ဖျားဖို့ကောင်းတဲ့ရောက်ပြီးမသေးခင်ခရောင်ဝရမ်းနဲ့ဗရတ်တွေလာပြစ်နေကြပြီဆိုပြီးပတ်ပြေးနေသေးတယ်လို့သိရပါတယ်အချိန်လုံးမဆေးရုံဖို့တော့မကွေးအမဆက်၆တမရော်ဆေးရုံဂရင်တရာမှာပဲမဆီကြိုက်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်အခုခုခြေဆိုင် အမတ်တရတဲ့အခြေမြန်တပ်မဌာနချုပ်ထဲကိုပြီးခဲ့တဲ့ရက်ကဝင်လာတဲ့စစ်ရင်တန်းဟာခုနှစ်ဆီးဖြစ်ပြီးအမတ်သက်ရှိကာကွယ်ရေးပစ္စည်းဆက်ယုံကနေထွက်ခွာလာတာလို့သိရပါတယ်။အဲ့ဒီအင်အားဟာလူသစ်စုခံရတဲ့လူတွေလို့လည်းသိရှိရပါတယ်။ဒီနေ့တော့ရှမ်းပြည်ကိုတောင်ပိုင်းရောမြောက်ပိုင်းရောဖွာကြတော့ဗောဗျာ။ရှမ်းတော်လက်ခိခရိုင်ကိုပြည်နယ်ရဲမင်းကြီးဝစ်ကြောင်ဆိုင်ရဲနဲ့မော်တော်ယာဉ်တွေဖမ်းဆီးဖို့လုပ်ငန်းညီနိုင်အစည်းအဝေးလာရောက်ခဲ့ပါတယ်။ကြေတနာကခိုလံခြေဆိုင် ရှိလေပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုဘိုးချုပ်မျိုးမင်းထွန်းနဲ့အစာသုံးလုံးရဲ့တစ်ကယ်ဒီစနဘိန်ကားတွေကဝက်တော့တွေဖြစ်နေပါတယ်။လေခေချေချာစစ်ပြူဟာက VR G2 စစ်ဦးစီးမှုဒုတိယကအစ်စ်ဘုံမှုနိုင်လဲဆိုသူဟာစနဘိန်ကားတွေနဲ့တစ်ထွက်စီရမိုင်းပန်ကနေနတ်ဆန်မျိုးကိုတစ်ခေါက်သိမ်းနေရနဲ့တွက်ချီကြိုက်နေတာဖြစ်ပါတယ်။တစ်ခေါက်သိမ်းနေရတာကနေ့စဉ်တရက်၅စီးပုံမှန်ဖြစ်နေတော့အခြေချစစ်ပြူဟာမှုမျိုးမျက်လက်ຢာတို့မလို့ကျင်တော့တလူလူလုံနေတယ်လို့ဖြစ်ပြီးစစ်တိုင်းမှုကြီးကလည်းငြိမ်ကုန်နေတာပေါ့ဗျာ။တိုင်ပတ်နေတာကတော့ ပြည်နယ်ဝင်ကြီးချုပ်အမိန်နဲ့ရောက်လာရတဲ့ရဲမင်းကြီးပဲဖြစ်ပါတယ်ပြည်သူတွေကလည်းအဖမ်းဆီးရှိလို့အပြစ်မထွက်တော့ဆိုင်ရဲအဆုပ်ဝဲအဖမ်းပြပြီးပြန်ရမယ်အခြေအနေဖြစ်နေပါတယ်ဒီပုံလေးတွေကတော့နတ်ဆန်ခရားမွန်းနဲ့သာသနာရေးဦးစီးမှုရှင်ထွေးရဲ့ဝစ်တော့စစ်ကယ်ဒီကကြီးပြည်တော်စုလမ်းမကြီးတနေရာမှာနေကျိုးနေတာလေးကိုလမ်းညုံတပ်ပုံမှတ်တမ်းလေးဖြစ်ပါတယ်ချမ်းတော်နဲ့ကရင်နီဆတ်တိုက်ပွဲတွေမှာပြီးခဲ့တဲ့ရက်ကပါစတစ်တုံညာသုံးတစ်ခွန်လေးတတ်သားဆွမင်းပါ လက်နက်ငယ်ကြီးဘဘက်မြက်ခုံးတို့ဖောက်ဝင်ခဲ့ခြင်းကြောင့်အုံနောက်တွင်သေးရိုစီးမှုဖြစ်ပေါ်ပြီးအောင်မန်းအမှန်နဲ့တမတော်ဆေးရုံဂရင်း900မှာမဆီကိုက်ခဲ့ပါတယ်။ဆိုပါတာတာရဲ့မိခင်တက်ဟာ30 20ခုမှာတိမ့်ပိုက်ခံထားရတဲ့နတ်ပေါင်းအခြေဆိုင်အမှန်191ခြေလင်တိုင်ရဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။စစ်ကောင်စီဟာတိုင်းရင်းဌာနချုပ်တွေလက်လွတ်ဆုံးရှုံးခဲ့ရပေမဲ့စက်ပြက်တွေကိုအဝေးရောက်စက်ပုံစံမျိုးထားပြီးပြန်လည်ဖွဲ့စည်းနေတယ်လို့သုံးသပ်ရပါတယ်။ ရခိုင်မှာဆိုရင်လဲစစ်တွေမှာတက်ပြက်နံပါတ်တွေနဲ့လှုပ်ရှားနေတာကိုသတိထားမိပါတယ်။ချမ်းမြောက်ကြောင်မဲမှာတော့တင်နီလာအေးတို့ကို SSPB ကမိရသရွေးစစ်ဖို့တွေးလို့စမ်းလာတာရှိပါတယ်။မကြခင်တင်နီလာအေးတို့ရဲ့တုံ့ပြန်မှုကိုတွေ့မြင်ရတော့မှဖြစ်ပါတယ်။စစ်ကောင်စီအားနောင်ချိုကိုတောင်းခံဘက်ကဖောက်ထွက်တဲ့တိုက်စစ်ဟာညှော်မှန်းထားတဲ့လောက်အလုံးမဖြစ်တဲ့အတွက်အုံမတိဘက်ကလည်းထပ်မံထိုးစစ်ဆင်နိုင်မှုကြိုးစားလာတာကိုတွေ့ရပါတယ်။အုံမတိဂျီမောင်းနန်းနဲ့လက်ပံကုန်းရွာတွေမှာမြေပြင်ထိတွေ့မှုပြင်းထန်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုအပါအဝင် drone နဲ့အစိမ့်ဝေဘုံ40နီးပါးဘုံဒီ30ကျော်အုံပြူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီမှာလည်းစစ်စင်ရထူပွဲမှုနိုင်နိုင်ဦးတောင်းခန်းကိုရောက်လာပြီးမှလက်နက်ကြီးကြီးသုံးဆမှုအလျံပဲဖြစ်လာတာကိုသတိထားရမှာဖြစ်ပါတယ်။ဘိုးတိုင်းနောက်ချမ်းဘရောင်းတက်နဲ့ညောင်ကျိုးစစ်မျက်နှာမြေပြင်ထိတွေ့တိုက်ပွဲပြင်းထန်နေတာနှစ်ရက်ရှိခဲ့ပြီဖြစ်ပါတယ်။သို့တော့ချစ်စင်အသေးစိတ်ကိုစုံစမ်းထောက်လှမ်းနေကြတာဖြစ်ပါတယ်။ဒီမျိုးကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းလာဖို့ရှိနေတယ်လို့ဒေသခံတွေပြောဆိုနေကြတာကိုတွေ့ရပါတယ်။ အခုတိုင်းစေချမ်းကျောင်းတကားမြို့နယ်အရှိတောင်ဘက်ဇီးကုန်းရွာနယ်ကပ်လျက်ဖျားဇီးကုန်းမှာစစ်ကြောင်းတစ်ခုအခြေပြုတပ်ဆွဲလာတာရှိပါတယ်။ယခုဇွန်လ10ရက်နေ့မှာအင်အားပြည်တွေထပ်မံရောက်ရှိလာပြီးကျွဲတလင်းမူခရစစ်စေးရေးဂိတ်တွေမှာဖြန့်ခွဲနေရယူထားတာဖြစ်ပါတယ်။အဆိုပါစစ်ကြောင်းကြောင့်ဒေသခံတို့နေရာဆွန့်ခွာနေကြပြီဖြစ်ပါတယ်။ဖျားဇီးကုန်းမှာတော့120မမလက်နက်ကြီးတစ်လက်အနည်းဆုံးအထိုင်ချထားတာဖြစ်ပါတယ်။ ညီမကျွန်မရေတာရဲ့နာမည်တော်ရေနတာဆစ်ဆေးရေးဂိတ်မှာရမန်နေ့မနေ့ပိုင်းကစလို့အင်အားလုံးရင်းနဲ့ခံစစ်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။မိသားရင်ပါတဲ့ရင်နှန်းဆက်တစီအတုံးမျိုးကိုဖြတ်ပြီးငတိုင်းချောင်းမျိုးနယ်တဲကိုဝင်ရောက်လာတာကိုတွေ့ရပါတယ်။ဂျီဂျီရဲစခန်းကတော့နေချောင်းကပြစ်ခတ်တိုက်ခိုက်ပြီးလက်ဆက်တုံးခံရမယ့်အနေအထားရှိပါတယ်။စခန်းမှုကလည်းလာတိုက်တာစောင့်နေကြတဲ့စောစောစီးစီးအလံမျိုးထောင်လိုက်ရင်အချိန်နဲ့ပိုလာသွားလိမ့်မယ်လို့ပြောကြမှာပါတယ်။ကချင်ပြည်နယ်ဖားကနေတော့ ဇမန်လေးညနေထိမော်ဝါလေးဘက်မှာထိတွေ့မှုရှိနေပြီးပြင်းထန်ပုံတော့မရဘူးလို့ခန့်မှန်းရပါတယ်။ဇမန်လေးကဒီဖားကံကိုစစ်ကြောထိုးဝင်ရောက်လာတဲ့သုံးပတ်တာကာလအတွင်းဒေသခံပြည်သူ26ဦးထိသေဆုံးမှုရှိနေပြီဖြစ်ပါတယ်။ဇနေ့မနေ့မှာတော့မော်ဝါလေးရွာထဲမှာစစ်ကြောတရားဝင်ရောက်အခြေပြုလာတာရှိပါတယ်။ဗမော်လက်ရှိအနေအထားကတော့မြေပြင်လှုပ်ရှားမှုနှစ်ဖက်စလုံးငြိမ်သက်နေတယ်ဖြစ်ပါတယ်။ခင်တရာသာဗမော်ခရိုင်အုပ်ချုပ်ရေးမှုအသစ်ရခင်စမရာဘုံအုပ်ချုပ်ရေးမှုဟာ မြင်းကြီးနားမှာရောက်ရှိပြီးကွဲဖက်နေပြီဖြစ်ပါတယ်။အုပ်ချုပ်ရေးမှုတော်မြင်းကြီးနားလာရှောင်နေရတာကိုဗမော်မျိုးကိုပြည်သူတွေပြန်လာလို့ရပြီဆိုတာကတော့ဂျင်းစစ်စစ်ကြီးဖြစ်ပါတယ်။ဗမော်ကနေဒဏ်ရာရလို့တက်တာစားပြုလာတဲ့ငနာတွေကိုခိုးပင်းအမှတ်40ချင်းလင်းတရဲမှာဆုထားပြီးရဟရင်နဲ့ထပ်မံပို့ဆောင်လို့ပြင်ဆင်နေပါတယ်။အလဲပိုင်းတိုင်းစစ်သားများတို့နေပြည်တော်ကဌာနပိုင်းအတိတ်ကြမရှိတဲ့ကိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေတဲ့စစ်ဘုစစ်သားတွေကိုစုစည်းပြီး မန္တလေးကနေရေချောင်းနဲ့ပို့မယ်ဆိုတော့မဖြစ်နိုင်တဲ့စီမံချက်တစ်ခုရေးဆွဲနေတယ်လို့လည်းသိရှိရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲကြည့်ရင်အောင်ပွဲကြည့်ရင်